င်္ဂလာပါရှင်ကျမကတော့ဒီဇူလိုင်မှာ DVB ရုပ်မြင့်တန်ကြားရဲ့နေ့လည်နေ့တိုင်းထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးတော့မှာပါမြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူငလင်နဲ့ပတ်သက်တဲ့နောက်ဆက်တဲ့သတင်းတွေကိုလည်းရှင်းသားကြမှာဖြစ်ပါရဲ့ရှင် ီးခဲ့တဲ့သတင်းပတ်တုံးကလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်ငလင်ကြောင့်မြန်မာနိုင်ငံကကိုဝင်ဆောင်မျိုးသမီးဥယေအနည်းဆုံး13,355ရောက်အန္တရာယ်ရှိနေတဲ့ပြင်အများစုမှာအသက်ကယ်မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုတွေဆုံးရှုံးခဲ့ရတယ်လို့ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFPA ကဧပြီလ၄ရက်နေ့မှာထုတ်ပြန်ပါတယ် ဒါအပြင်သကိုင်းမန္တလေးနဲ့နေပြည်တော်မြို့တွေမှာကျန်းမာရေးစီကနဲ့ဈေးရုံတွေပါဝင်အဆောက်အုံတွေပျက်စီးမှုအဆိုးရွားဆုံးဖြစ်ခဲ့ပြီးငင်းလင်းဘေးသင့်ဒေသတွေမှာဆေးဝါးနဲ့ဆေးပစ္စည်းတွေပြင်ရေတန့်စားနရိတ်ကအမိုးကနဲ့တခြားအသက်ကယ်လွယ်တဲ့ပစ္စည်းတွေပြက်လက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ်။ UNFPA အနေနဲ့ထိခိုက်ခံစားရတဲ့ ထိခိုက်ခံစားရတဲ့မျိုးသမီးတွေနဲ့မျိုးသမီးငယ်တွေရဲ့ရေးပေါ်လွှဲချက်တွေကိုဖြည့်ရှင်းနိုင်ရေးအတွက်အရေးပေါ်ရန်ပုံငွေကနေအမေရိကန်ဒေါ်လာ5သိန်းခွဲဥွေချပါပေးခဲ့တယ်လို့အရေးပေါ်တုံ့ပြန်မှုအဖွဲ့ကမန္တလေးတိုင်းထဲမှာလက်တွေ့လှုပ်ဆောင်နေတဲ့မိဘအဖွဲ့အစည်းတွေနဲ့ပေါင်းစပ်ညှိနှိုင်းပြီးတော့မရှိမဖြစ်လိုအပ်တဲ့တကူရေးတန့်ရှိရေးသုံးပစ္စည်းတွေတန့်ရှင်တဲ့ကလေးမွေးဖွားမှုဆိုင်ရာပစ္စည်းတွေကိုပံ့ပိုးနိုင်ဖို့စေတစ်တာတွေဖြန့်ဝေပေးနေတယ်လို့ဆိုပါတယ်ဒါပြင်ရွေလျားကျမ်းမာရေးအဖွဲ့၃ဘက်ကိုအခြေခံကျမ်းမာရေးစောင့်ရှောက်မှု မျိုးဆက်ပွားမှုဆိုင်ရာကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ဘေးအန္တရာယ်ကြောင့်ထိခိုက်ခံရတဲ့ဒေသတွေမှာအရေးပေါ်စေကူသမှုတွေဆောင်ရွက်ပေးနိုင်ဖို့လဲဆေးလွတ်ထားတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်မန္တလေးမြို့ Great Wall Hotel အရှိတ်ချမ်းမှာပိတ်မိနေသူတွေကိုဆက်လက်ရှာဖွေဖို့ရုရှားကစေအဖွဲ့တွေကလှုံ့ဆော်နေပြီဖြစ်တဲ့ကြောင့်ပိတ်မိနေသူတွေရဲ့မိသားစုဝင်တဦးနဲ့သတင်းတောက်မျက်သစင်ကဆက်သွယ်မိမြန်ထားပါတယ်ရှင်။ ဟယ်လိုဟုတ်ကဲ့ဟုတ်ကဲ့မရောအမကျမက DVB သတင်းဌာနသတင်းတော့မျက်သက်စေပါရှင့်ဟုတ်ကဲ့ရှင်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီ Grey World Hotel နောက်ဆက်တွဲလေးမေးမြန်းချင်လို့ပါရှင် Hotel ဘက်ကရှာဖွေခွင့်ပြုတယ်လို့ကြားသိရပါတယ်အဲ့ဒီဟာဟုတ်ပါသလားပေါ့နော်ဘလို့လက်ရှိမှာဘလို့ခြေနေလေးရှိနေပါသလဲရှင့်ပြောပါဝင်တယ်ဒါနဲ့ခုလိုပဲသူရှာတာဟိုဘက်ဆောင်တော့သူရှာတယ်ကျမတို့ဒီဘက်ဆောင်လုံးဝမရှာဘူးဒီဘက်တော့ဒီကအရ30 40ပြည့်နေဆောင်လုံးဝတော့မရှိ 那要不要的走？另外那些西瓜，那不面包要的。我讲那年年那时候，那也喝西瓜吧，都第二回没的。那也喝西瓜吧，都快三回了。他妈，这个奶奶也叫我吧，那上学吧，奶奶也不过农忙的时候，农忙的时候晓得吧，就只有暑假去了。俺老公公公在下午那块，就在下午。 ရရှာရဲ့လက်ဖြူရဲ့အစိုးရရဲ့ပေါင်းပြီးတော့ဝင်နေတာပါ။သုံးခွဲဝင်နေတာပါ။နောက်နောက်တစ်ခုကပါလေ EF EF ကသူကတပ်ပစီစီကအားလုံး၄ခွဲရောက်ပြီ။ဒီမှာလည်းအဲ့တော့နားမလဲဆိုတော့နော်။အားလုံး၄ခွဲ။အဲ့ချိန်မှာပါပြည်ဆိုဟိုဘက်ကတိကျလာလာပြီးအုပ်ကြီးကျဲကျလို့သဘောပုံစမိုင်းနာတောင်းတယ်။ဒီဆိုတာအချိန်ရရကယ်နေရတာလေ။ပြန်လာတော့အချိန်သေးခဲ့ပြီဒီအဲ့တော့ဒီဘက်ကိုအချိန်နာလာယူမယ်ပြည့်စီကပြည့်ဒီဘက်ကကျမတို့ပြည်သူတွေရှယ်ရမို့သူတို့ဒီဒီစီရလို့ဒီလာခဲ့တာ အဲ့ဆိုတော့ကျမပြောချင်တာကကိုမကူညီနိုင်ကျမတို့မင်းကတောင်းဒီထောက်တောင်းမယ်ဘာသာချင်းနဲ့ကျမခေါ်တယ်ကျမကကျမကျမပြင်းလေးရှိပါတယ်ပြင်းသေးပါကျမပြောသူလုံးဝနဲ့အောင်သူဘယ်လိုပြောလဲဆိုသူမလုံးနိုင်ဘူးလေအလို့ဆိုအရန်အမြင်များတယ်လေသူကအဲ့စကားပဲကျမကိုပြောတယ်ပြင်ဆင်တဲ့လူလည်းမဝင်ပါနဲ့လေအရန်အမြင်များတယ်လေအခုပဲကြားမှုကြီးလေသူကမလုံးနေတော့သူတို့သူတို့လူကယ်ပြောတာလေသူကတယောက်ထုတ်သွားပါပြီဒါနဲ့ကျမပြောချင်တာအယောက်30နဲ့တယောက်နဲ့ရှင်းသူလိုလဲမယ်ကျမပြောတာနော်အခုထုတ်ပါလေတက်ပေါ်ကြီးထုတ်ပါ တ်ပေါ်ညလူချင်းနဲ့လူထုတ်မှာတမပြောတာဟုတ်တယ်နော်။တော့ဒီကလော်ဘီထဲမှာ30ရောက်30နဲ့40တော့ပိတ်နေတာ။တမပြောအများနဲ့တယောက်ဆိုရင်အများဝယ်ဆဲမှာမဟုတ်ဘူးလားတမပြောလား။ဆဲရကလေးကတမတမယောက်ျားဟုတ်ဒီနေ့ကိုရှေ့ရမြောက်ရှိသွားပြီ။တော့တမတမျိုးအာမခံပေးမှာလား။တော့မလုံးနိုင်ဝဲဖတ်သွားလေတမပြောရှေ့ရှေ့နေဒီကတော့မလုံးနိုင်ရတမပြောခဲ့လား။အဲ့လိုလည်းမဟုတ်ဘူးနားဒီမှာလာနောက်ချက်တယ်နော်။ဒီများလုံးလုံးနေဆိုနားပါအောင်တနားရီဖြေးသေးပါလားလားပြော။တို့တနားရီဖြေးတော့ဟုတ်မှာမဟုတ်ပါလား။နေ့ရက်ခွဲတို့ဘာလုံးနေခဲ့ရော။ဒီနေ့ကနေ့ရက်ခွဲတို့ဘာလုံးနေရောလို့ ဟုတ်အခုပေါ့နော်ဒီမီဒီယာကနေတဆင်ပေါ့နော်အမဘလိုမျိုးဖြစ်စီခြင်းလဲဆိုတာလေးကိုပြောပြပေးပါရှင်ဟုတ်ကျမတော့ကျမအမကျမကလေးနဲ့ကျမအမျိုးသားနဲ့ကျမအញ្ញံဆုံးတွေ့ချင်းကျမရင်းနေလဲပူလာကျမမျက်ရည်လဲခန်းနေမရှိတော့ဘူးနော်ကျမကလေးကျမကလေးကမင်းမင်းပြောလေဒီထဲမှာဘလိုမျိုးလဲစဉ်းစားကြည့်လေဒီနေ့ရှေ့ရမြောက်လေရှေ့ရမြောက်တော်ခဲ့ပြီငွေရ1250နေပါ1250 1250ချမတော့သွားတာ50ခုမှတော့သွားတာရှေ့ရတော်ပါဒီခဏကြီးရော့လာပြီး မိရင်ဖြစ်တဲ့မိရင်ဖြစ်ဘူးတဲ့ဒီကောင်ကတရားကိုစာနာမှာပဲပုံပြစာတရားဆိုကိုယ်ကဖြစ်မှုမှစာနာရမှာမိရင်မဖြစ်ဘူးလဲစာနာခြင်းမှစာနာမှုစာနာတဲ့ရစာနာတတ်မှာပေါ့နော်ဒါပေမဲ့မိရင်မှာပုံပြစာနာတဲ့မဟုတ်ဘူးသူကသိလိုက်ဆိုဒီလိုခံစားရလဲဆိုတော့ရတာပဲပြောချင်ပါဘူး စကိုင်းတိုင်းမင်းကွန်းဒေသမှာမက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အရာပြင်းငလင်တန်ကြောင့်တည်ဆုံးသူအယောက်40နီးပါးရှိပြီးလူနေအိမ်တွေဖျားဆီးတည်နေတဲ့တာသနိကအဆောင်တွေအများပြပြိုကျပျက်စီးခဲ့ပါတယ်။ဒါကြောင့် PDF ရဲဘော်တွေနဲ့ဒေသခံတွေပူးပေါင်းရှာဖွေကယ်ဆယ်ရေးလုပ်နေကြတယ်လို့ယူနီကွန်းပြောက်ကြားတပ်ဖွဲ့စီကနေသိရပါတယ်။ ငလင်တန်းကြောင့်တရားရရှိခဲ့ကြသူတွေနဲ့ကျမ်းမာရေးချို့တဲ့သူတွေကိုလိုအပ်တဲ့စေကူသားမှုခံယူနိုင်ကြဖို့မြို့သားညီညွတ်ရေးဆိုရာ NUG ရဲ့ကျမ်းမာရေးဝန်ကြီးဌာနကဖွင့်လှစ်ပေးထားတဲ့စေယုံစေငတ်တွေစီကိုတာဝန်ယူပို့ဆောင်ပေးခဲ့ကြပါတယ်ပြည်ရတဲ့ကူညီပေးနေတဲ့ရွာကိုတော့လှည့်ဝတ်ထားပြီးငလင်တန်ကျောက်လမ်းတွေလည်းပျက်စီးကုန်တဲ့ပြင်ပြိုက်တောက်ဖွဲ့တွေရောက်ဖို့မလွယ်ကူသေးသလိုတောက်ရည်တန်ရရှိဖို့အဓိကလိုအပ်နေတယ်လို့လည်းပျောက်ကြားတပ်ကဆက်ပြောပါရရှင် ထိုင်းနိုင်ငံမဲဆောက်ရောက်မြန်မာចောင်းသားလူငယ်တစုကမြန်မာပြည်မှာဖြစ်ပွားနေတဲ့ငလင်ပေးအတွက်အလူကောက်ခံရမှာနှစ်ရက်အတွင်းဘတ်9000ရရှိခဲ့ပါတယ်။အေးမီဆန်သတင်းပေးပို့ထားပါတယ်ရှင်။1 2 3 Party! ถ้าว่าจะรู้จริงว่าเพราะเพราะว่าทุกอย่างนะครับเพราะว่าครับမြန်လင်းကျဲလက်တစုံလို့နာမည်ပေးထားတဲ့ចောင်းသားလူငယ်အယောက်90ကျော် ਨੇ ဖွဲ့စည်းထားတဲ့မဲဆောက်ရမြန်မာចောင်းသားလူငယ်အဖွဲ့ဟာ ငလင်းသည့်မြန်မာပြည်သူတွေအတွက်ဧပြီလ2ရက်နေ့ကစလို့အလှူငွေကောက်ခံတာတွေစတင်ပြုလုပ်ခဲ့ပါတယ်။အခုကျွန်တော်ပါပေါ်ရနေနိုင်ခေါ်တိုင်းခေါ်တိုင်းအကောနာကကျွန်တော်တွတ်ထားတာဒီဘတ်တတောင်းဆိုပြီးတော့တွတ်ထားခဲ့တယ်ဗျာဒါပေမဲ့ကျွန်တော်တို့အဲ့ဒါထက်ပိုရခဲ့တယ်ဘတ်တတောင်းထက်ပိုရခဲ့ဗတ်2000ကျော်ညီပါကိုရခဲ့တယ်ဗောနော်မနေ့ရတယ်မဟုတ်ဘူးဒီနေ့ဆိုလို့ရှိရင်နေတဝက်နဲ့ကိုကျွန်တော်တို့ဘတ်2000လောက်ဘတ်2000ကျော်လောက်ကိုကျွန်တော်တို့ရရှိတာဖြစ်တဲ့အတွက်မနေ့ရမနေ့နဲ့ဒီနေ့နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘတ်5000ဝန်းကျင်ကိုကျွန်တော်ရောက်ရှိနေဖြစ်ပါတယ် ဒီပါကိုနိုင်ငံမဟုတ်ဘဲနဲ့တခြားကိုရဲ့သူများသူများနိုင်ငံမှာရောက်နေတဲ့အချိန်မှာသူများနိုင်ငံသားနိုင်ငံသူနိုင်ငံသားတွေအားလည်းကျွန်တော်တို့ရဲ့အလှူခံတာကိုတွေ့တယ်ကျွန်တော်တို့ကစကားမတက်ဘူးကျွန်တော်တို့သူတို့သူတို့လှမ်းမိတယ်ဘာမိမှမသိဘူးကျွန်တော်တို့ကဒါပေမဲ့သူတို့ဒါဒီပုံတွေကိုကြည့်တယ်တွေ့တယ်အဲ့တော့ သူတို့တွေဆိုလို့ရှိရင်ဒါမြန်မာတွေထက်တော့ပိုယိုကျိုးပြီးတော့မှဒီအလုံအလုံဝေထဲ့တယ်ပေါ့နော်လက်အုပ်နှစ်ဖက်ကြည့်ပြီးတော့ဒီလက်အုပ်နှစ်ဖက်ကြားမှာပတ်စံထားပြီးတော့ဒီနှစ်ဖူးနဲ့ထိပြီးတော့မှသူတို့ဆူတောင်းပြီးတော့မှပေးကြတယ်အဲ့ဒါကျွန်တော်တို့မြန်မာတွေထက်ဟိုပြီးပြီးတော့ဆိုတော့မှဒီအလုံဝေထဲ့လိုက်တဲ့ပုံစံမျိုးတောင်သူတို့မဟုတ်ဘူးပေါ့နော်ညလင်းကျက်လက်တဆောင်အဖွဲ့ဝင်လူငယ်တွေဟာအလှငွေကောက်ခံတာအပြင်ပကြီဆွဲရံပုံငွေရှာဖွေတာနဲ့တေးသင်းတွေဖြောပြပြီးအလှငွေကောက်ခံခဲ့ကြတာဖြစ်ပါတယ်။

ဟိုရောက်လာပြီလူငယ်လည်းအများကြီးရှိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကျွန်တော်လည်းအခုဒီဘက်မှာအိုင်နေတဲ့လောက်ဝင်ပြီးတော့မှတောင်းဝင်ယူလို့မှပြောမှာတောင်းဝင်တောင်းဝင်ယူတာထက်ဆိုင်ကိုယ့်ရဲ့အသေးစိတ်နဲ့မကျင်းဘူးကိုနိုင်တဲ့ဘက်ကရုံးမယ်ဆိုပြီးတော့မှကျွန်တော်အဲ့စိတ်နဲ့လာ လို့ကောက်ခံရရှိလာတဲ့အလူငွေတွေကိုမန္တလေးစကိုင်းနဲ့အခြားငလင်တန်းခံရတဲ့ဒေသတွေကိုရောက်ရှိအောင်လှူဒန်းသွားမှာပါတမီးပေါ့နော်တမီးကဆိုလာနဲ့အဲ့ဒီအရာတွေလိုအပ်နေတယ်ပြီးတော့တခြားဒီငလျင်ဖြစ်ပြီးနောက်ပိုင်းမှာမွေမွေထွက်တာပေါ့နော်ဒီတတဝအဲ့ဒီစိတ်ရှိတဲ့တတဝတွေအဲ့တော့ဟာမွေစိတ်ဖြည့်စည်းလို့တခြားလိုအပ်နေတဲ့ဒီခလေးငယ်တွေအတွက်ပေါ့နော်ပစ္စည်းတွေအဲ့ဒါတွေကိုလည်းကျွန်တော်တို့က အဓိကထားပြီးတော့မှအဲ့ဒါတွေလိုအပ်တဲ့လိုအပ်တဲ့ဟာတွေအဓိကထားပြီးတော့မှကျွန်တော်တို့အဲ့ဒါပို့ဆောင်ပြီးတော့လုပ်သွားပြီးမှာပါဟုတ်မြမငလင်းဘေးကိုလူတန်းဖို့အတွက်ဖွဲ့စည်းခဲ့တဲ့ဒီတောင်းသားလူငယ်အဖွဲ့ဟာရှေ့ဆက်ပြီးအခြားသောလူသားချင်းစာနာမှုအကူအညီတွေကိုလှူဆောင်သွားမယ်လို့လည်းသိရပါရဲ့ရှင်။ အပြစ်ရထားမယ်ဆိုပြီးကြေညာထားတဲ့စစ်ကောင်စီဟာကီနီပြည်မှာရောငလင်တန်းတဲ့မန္တလေးတိုင်းစင်ကူးမြို့မှာပါလေကြောင်းလက်လက်ကြီးတို့နဲ့တိုက်ခိုက်တာကြောင့်ပြည်သူ၅ယောက်သေပြီးတချို့ဒဏ်ရာရရှိသွားပါတယ်။အပယ်လေးရက်နေ့ကမိုးပြင်းနဲ့လွိုက်ကော်ကြားကပီကင်းကော့ခုကြေးရွာမှာတိုက်ပွဲဖြစ်တာမရှိပဲစစ်ကောင်စီကလက်နက်ကြီးလေးချောင်းတို့နဲ့အကြောင်းမဲ့တိုက်ခိုက်တာကြောင့်အရက်သား၅ယောက်သေဆုံးခဲ့ရတယ်လို့ကီနီမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ပါတယ် မိုးပြင်းမြို့အခြေဆိုင်ခမရ422တပ်ဘက်ကနေမြို့ရင်းနဲ့နှီးဝင်းကျင်ကျေးရွာတွေကိုတနေကုန်နှီးပါလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့်မနက်7:00နာရီခွဲလောက်မှာရွာတွေကနေပြည်သူတယောက်လက်နက်ကြီးကြီးထိမှန်တေဆုံးခဲ့ရတယ်လို့ဆိုပါတယ်မော်လန်နားရဲ့ကြော်မှာလည်းပီကင်းကော့ခူရွာကိုတိုက်လေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့လို့ကျေးရွာတွင်ကအိမ်တွေကိုထိမှန်ပြီးအရက်သားပြည်သူအမျိုးသား၄ယောက်ထိမှန်သေဆုံးကတချို့ဒဏ်ရာရရှိခဲ့ရလို့ဆိုပါတယ် ကင်နီပြည်နယ်ကိုအဘလာ၂ရက်နေ့ဒီကနေ့အထိလေချောင်းကနေ၃ချိန်တိုက်ခိုက်ခဲ့တယ်လို့လက်နက်ကြီးနဲ့လည်းနေတိုင်းနေပါပြစ်ခတ်နေရလို့လည်း KNDF ကဆိုပါတယ်။မန္တလေးတိုင်းစင်ကူမြို့နယ်ဘော်ကိုလည်းအဘလာ၄ရက်ညနေ9နာရီလောက်မှာတရတဦးလေတက်စကန်ဌာနချုပ်ကတက်လာတဲ့ YF 130လေရင်နဲ့ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၂ယောက်ဒဏ်ရာပြင်းထန်ရသွားတယ်လို့အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ စစ်ကောင်စီကပြည့်ရက်ကြောင်းကြေညာထားပေမဲ့မိထီလာရန်တဲမကွေးလေတက်နမခလေတက်တို့ကိုအုံပြုပြီးလေကြောင်းတိုက်ခိုက်တာတွေဆက်တက်ပြုလုပ်နေပါတယ်။တုဒ္ဒချမ်းသာသတင်းပေးပို့ထားပါရရှင်။ စစ်ကောင်စီကငလင်ပြည်တွင်ပြည်သူတွေကိုကူညီရေးအတွက်ယာယီအပြည့်ရဆက်ကြောင်းဧပြီ2ရက်နေ့မှာကြေညာခဲ့ပေမဲ့မန္တလေးတိုင်းစကိုင်းတိုင်းချင်းပြည်နယ်နဲ့ကချင်ပြည်နယ်တို့ကဒေသတချို့ကိုလေကြောင်းတိုက်ခိုက်တာတွေဆက်လက်ပြုလုပ်နေတာပါဧပြီ3ရက်နေ့ကမန္တလေးတိုင်းညောင်မြို့နယ်မှာမြေပြင်စစ်ကြောင်းထိုးတာကြောင့်ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရပြီးမန္တလေးတိုင်းနဲ့စကိုင်းတိုင်းမြို့နယ်တချို့မှာတော့လေကြောင်းတိုက်ခိုက်တာပါရာမော်တာနဲ့လှည့်လည်ချင်းချောက်တာတွေဆက်လက်ပြုလုပ်နေတယ်လို့မန္တလေးဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကပြောပါတယ် ။အဲဒီကြောင့်တော့ခုနကစိတ်ငုံမြုပ်နေတယ်တော့ဒီကြောင်ချသွားသေးတယ်။ဘုံကစမမြဘူးအဲဒီကြောင်ချသွားတဲ့တရင်မရလိုက်တယ်။နောက်ဆက်တွဲကိုဘာမှမသိရသေးဘူး။ရှမ်းလေးကတက်နေတယ်တရဦးကတော့ပိတ်ထားပြီ။တရဦးလေးငွေရငလည်းထိသွားတယ်။မိလရှမ်းလေးကပုံမှန်တက်နေတယ်။ဟိုတက်နေတာမကွေးလေးတန်းနဲ့မိလလေးတန်းနဲ့တက်။နောက်ကျွေးသွားတာလည်းရှိတယ်။ဖလမ်းမဲ့သွားတာလည်းရှိတယ်။နောက်၆ဦးနဲ့ပဲသွားတာရှိတယ်။နာမကပေါ်ရမော်တာနဲ့ငွေရ၆ဦးသွားတာရှိတယ်။တက်ပိုက်တဲ့သွားတာရှိတယ်။ဖလမ်းမဲ့သွားတာရှိတယ်။နောက်ပြီးတော့ပမော်ဘက်တက်တာရှိတယ်။နောက်ကျိုးဘက်သွားတာရှိတယ်။နောက်ကျိုးဘက်ကနေပါပဲ။ဒီကဖလမ်းနဲ့ပမော်များနာပဲ။နောက်တကိုးတိုင်းန ဲ့စစ်တောင်းမြေနောက်ဘက်ကအဲ့ဒါသွားတာရှိတယ်အဲ့ဒါလေးတော့တွေ့ရတာပါစစ်ကောင်စီကစကိုင်းတိုင်းကနီမြို့နယ်ကိုဧပြီလ၁ရက်နေ့ကနေ၃ရက်နေ့ထိလေကြောင်းတိုက်ခိုက်မှုတွေဇတိုက်ပြုလုပ်ခဲ့ပြီးဆလင်းကြီးမြို့နယ်မှာတော့ဝမ်ပောင်ချင်းဒီစီမံကိန်းကိုကာကွယ်ဖို့အတွက်မြေပြင်စစ်ကြောင်းထိုးတာချင်းချောက်ပစ်ခတ်တာတွေဇတိုက်ပြုလုပ်နေတယ်လို့ဒေသကာကွယ်အဖွဲ့တွေကပြောပါတယ်စစ်ကောင်စီကပြခဲ့တာရက်တဲ့ဘာညာကြီးညာဆိုတော့တော့ဒီလေလေပြားသွားတယ်ပေါ့ဗျာတရက်နေ့မှာဆိုလို့ရှိရင်လည်းကနီမြို့နယ်အရာကြီးမှာဆိုလို့ရှိရင်လည်းတချေပါရာမော်တာနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ် ကျွန်တော်တုံးရနေမှာဆိုလို့ရှိရင်လည်းပေါ့နော်နတ်ကြီးမုတ်တော့တောင်ပြောက်6ကျေးနော်လေချောင်းတက်ခဲမှုပြုလုပ်တော့တာပေါ့ဗျာဖြစ်စပြောရမယ်ဆိုလို့ရှိရင်တော့စကားစားကတော့ဖြူရသုံးတာပေါ့ဗျာသူတို့မှာကျတော့ပြင်ဆင်မှုတွေလုပ်တယ်တိုက်ခဲမှုတွေလုပ်တယ်ပြစ်ခတ်ရဲစဲဆိုပြီးတော့ညှိစဲနေတာပေါ့ဗျာကျွန်တော်တို့ကလက်ရှိမှာဆိုလို့ရှိရင်လည်းစလင်းကြီးမှာဆိုတင်းရှောင်နေတာပေါ့သူတို့အင်အားလုံးနေထိုးလာတဲ့အတွက်စစ်ကောင်စီကတော့ဒီမူတိုင်းပဲသွားမှာပါပဲဗျာ မတ်လ28ရက်နေ့ကနေဧပြီ3ရက်နေ့ထိ9ရက်တွင်မှစစ်ကောင်စီကနိုင်ငံတော်ဝန်တွေကြောင့်တိုက်ခိုက်မှု68ကြိမ်အထိပြုလုပ်ခဲ့တာကြောင့်ပြည်သူ့နဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်56ယောက်တည်ဆုံခဲ့ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းအနောက်မြောက်တိုင်းစစ်ထနာချုပ်ဇုံတွေကမကွေးတိုင်းဘက်မှာတော့ပြစ်ခတ်တိုက်ခိုက်မှုတွေမရှိပေမဲ့စစ်ကောင်စီကပါရာမော်တာနဲ့ခင်းလဲတာတွေဆက်လက်ပြုလုပ်နေပါတယ်။ပြည်ရတယ်လို့ ော့ကျွန်တော်တို့ဘက်ကတော့အရင်ကြော်ညာခဲ့တာပေါ့လေကျွန်တော်တို့ဘက်ကတော့ထုတ်စစ်စင်တာတွေမလုပ်ဘူးသူတို့ဘက်ကထုတ်စစ်စင်လာရင်တော့ပြန်ပြီးတော့တုံ့ပြန်မယ်ဆိုတာမျိုးတွေတော့ကြော်ညာကြတာပေါ့နော်သူတို့ဘက်ကလည်းပြည့်ရတယ်လို့ကြော်ညာပြီးနောက်မှာတော့မြေပြင်စစ်ကြောင်းတွေတော့အခုဖြစ်ကြနေတဲ့အထိတော့လာတာမတွေ့ရသေးဘူးကျွန်တော်တို့ဘက်ကပြောတာပေါ့နော်ဒါပေမဲ့ဝေဟင်ကတော့ဒီပါရာမော်တာတို့ MI70 တို့ MI35 တို့ကတော့အမြဲတမ်းလာနေတယ်ပြစ်ချတာမျိုးတော့အခုဖြစ်ကြရင်တည်းအထိတော့မကြုံရသေးဘူးသူတို့ဘက်က ပြစ်ရတယ်ဆိုတော့သူတို့ရဲ့အကျိုးတစ်ခုနဲ့ခဏအခိုက်အတန့်လို့တော့ကျွန်တော်ထင်တာပေါ့ရှေ့ဆက်ပြီးတော့ဒီ April လလောက်ကြံရလောက်ဆိုရင်တော့ကျွန်တော်တို့ data တွေလောက်ရုပ်လုံးစင်အတိုင်းပြန်ပြီးလောက်လာနိုင်မယ်လို့တော့ထင်တယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့မှာတော့ချုပ်တင်ပြင်ဆင်မှုတွေလုပ်ထားရတာပေါ့ မက်စလာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မက်စလာ30ရက်နေ့ကနေအချိန်နှစ်ပတ်တိတိထိုးစစ်ဆင်တိုက်ခိုက်မှုရပ်ဆိုင်ထားမယ်လို့မြို့သားညီညွတ်ရေးအစိုးရအန်ယူဂျီကကြေညာချက်ထုတ်ပြန်ထားတာပါစစ်ကောင်စီကထိုင်းနိုင်ငံမှာပြုလုပ်နေတဲ့ဘင်းစတက်အစည်းအဝေးမတိုင်ခင်ဧပြီ2ရက်နေ့မှာယာယီအပြစ်အကြောင်းကြေညာခဲ့တာဖြစ်ပြီးဒီထုတ်ပြန်ချက်ဟာအစည်းအဝေးမှာနိုင်ငံတကာကောင်းဆောင်မျိုးကိုလှည့်ပြပြောဆိုနိုင်မှုရည်ရွယ်ချက်သာဖြစ်တယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ်ကျွန်တော်တူတာချမ်းသာပါ နယ်လီနန်ကျောင်းမန္တလေးဥပို့အချင်းထောင်တွေမှာကြဆုံခဲ့ရတဲ့နိုင်ငံရေးကျင်းသူ6ယောက်ရဲ့နာမည်တွေကိုနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကဧပြီလ9ရက်နေ့မှာထုတ်ပြန်လာပါတယ် မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်အိုးဘိုထောင်ကမြို့သမီးအဆောင်တင့်နဲ့နှစ်တို့ပြိုကျခဲ့ပြီးတော့အဲ့ဒီအဆောင်တွေမှာမတရားဖမ်းဆီးကျင်းချခံရတဲ့နိုင်ငံရေးကျင်းသူတွေကမတ်မိုးသူစာခိုင်ဒေါ်လက်လက်ဆိုဒေါ်ခင်အောင်ရွှေမတ်ကေကေဝင်းမတ်ပပဝင်းနဲ့မတ်ဖူးဖူးဝေတို့အသက်ဆုံးရှုံးခဲ့ရတာကို PPN အနေနဲ့စုံစမ်းအတည်ပြုသိရှိထားတယ်လို့ဆိုပါတယ် ငလင်ကျောက်ဥပိုထောင်မှာအနည်းဆုံးလူ12ယောက်တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုမူတည်ပြီးစုံစမ်းခဲ့ရမှာအခုနိုင်ငံချင်းသူ6ယောက်ပါတယ်ဆိုတာကို သိရတဲ့ပေါ်မိသားစုနဲ့ပြည်သူတွေကိုအတီးပေးတာလို့ဆိုပါတယ်။ဒါအပြင် ပြင်းထန်ထိခိုက်ဒဏ်ရာကြောင့်စိုးရိမ်ရသူ9ယောက်ဆေးရုံတက်ဖို့လိုအပ်သူအယောက်40ကျော်ရှိပေမဲ့တချို့ထိခိုက်ဒဏ်ရာတွေဟာကျင်းထောင်မှာကုဖို့မလွယ်တာကြောင့်ပြင်ပဆေးရုံစီကိုပို့ဖို့လိုအပ်ပေမဲ့ကုသခွင့်မရဘူးလို့ဆိုပါတယ်ရှင်။ စခိုင်းမြို့နီးကိုဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့အင်အားပြင့်ကလေးတန်းကြောင့်မြန်မာနိုင်ငံအနှံ့ထိခိုက်ဒဏ်ရာရရှိသူတွေအများပြားရှိနေဆဲဖြစ်ပြီးအသက်အိုးအိမ်စီးစိမ်ပေါင်းများစွာလည်းပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဒီအခြေအနေတွေကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေကိုပြန်လည်ကုစားပေးနိုင်ဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကျန်းမာရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်စက်ရောဂါအထူးကူဆရာဝန်ကြီးဒေါက်တာအုတ်ကာကို DPP တရင်တော့ကိတ်ခိုင်ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ဆရာရင်မင်္ဂလာပါရှင်။ မင်္ဂလာပါမင်္ဂလာပါကျမကေခိုင်ပါဆရာဒီဘူဝီသတင်းဌာနကပါဒုက္ခညီမျိုးဆိုရကျမရဲ့ဝန်ကြီးဌာနရဲ့အရန်တူဝင်ဒေါက်တာဥက္ကဖြစ်တယ်စိတ်ကျမရေးဆိုင်ရာအထူးကူဆရာဖြစ်ပါတယ်လေတလုံးမှာဖြစ်နေတာဆိုရင်ငလျင်ပေါ့နော်ငလျင်ဖေးတဲ့ကိုဒီမြန်မာနိုင်ငံအနေကပြည်သူတွေလည်းတော်တော်များများခံစားခဲ့ရပါတယ်ဆရာအဲ့ဒီအထက်မှာမှဒီတချို့ဆိုလို့ရှိရင်မိသားစုဝင်တွေဆုံရှုံခဲ့ရတဲ့သူတွေလည်းရှိပါတယ်ဆရာအဲ့လိုမျိုးမိသားစုဝင်တွေဆုံရှုံခဲ့ရတဲ့သူတွေမှာဘယ်လိုမျိုးစိတ်တရားနဲ့ကြင်ရှိနေနိုင်ခဲ့ပါသလဲရှင်ဟုတ်ကျွန်တော်တို့ စိတ်ပညာသဘောရပြောရမယ်ဆိုရင် grief reaction grief ဆိုတာကတစ်ခုခုဆုံးရှုံးသွားရင်ဒီတိုင်းမှာဖြစ်ပေါ်တတ်တယ်ဖြစ်ပေါ်လာနိုင်တယ်သူရဲ့စိတ်မှာဖြစ်ပေါ်သွားရင်အကြောင်းရတယ် grief reaction အရင်ဟာအခုဒီလိုမျိုးမလင်းပေးတော့ကြောင့်ဆုံးရှုံးသွားရဲဆိုတာကတော်တော်ကိုဆုံးရှုံးတဲ့အခါမှာယုတ်တည်းကြီးမမျောနိုင်မဲနဲ့ဆုံးရှုံးသွားရဲဆုံးရှုံးမှု အဲ့လိုမျိုးဆုံးရှုံးမဲ့ဆုံးရှုံးမှုတွေမှာစိတ်ပျက်စရာထိခိုက်မှုကတော်တော်လေးပြင်းထန်တယ်ပထမဦးဆုံးကြုံတွေ့ရမယ့်အချက်ကတော့ shock ဖြစ်သွားထိတ်လန့်တော်လို့သွားကြောက်ရွံ့သွားတယ်ပင်သက်သွားတယ်ဒုတိယအဆင့်ရောက်သွားရင်ဒါကိုမယုံနိုင်ကြရပဲဆိုပြီးပြန်ပြောလိုက်မယုံနိုင်ကြရပဲလက်မခံနိုင်ကြရပဲလို့လည်းပြောလိုက်ဒါမဖြစ်နိုင်ဘူးဆိုပြီးတော့လည်းသူတို့ရဲ့စိတ်ထဲမှာဖြစ်လို့လာနေချီပြီးကြနိုင်အချို့ရင်းနဲ့ချီပြီးကြတဲ့တနာရောက်တယ်လည်းရှိ ပဝင်နေရတော့ဝိုင်းဖြစ်သိမ့်မှာเนาะဖြစ်သွားပြီဆိုပြီးဝိုင်းဖြစ်သိမ့်ဒါပေမဲ့ကာယကံရှင်တွေကလည်းခံနိုင်လို့တော်တော်လေးအချိန်တစ်ခုလိုပေးရတယ်အဲ့လိုလူမျိုးတွေတက်ကိုကျွန်တော်တို့ကတည်တည်ချာချာကိုအချိန်လေးပေးပြီးတော့နှစ်သိမ့်ဆွေးနွေးမှုတွေလုပ်ပေးရတယ်เนาะအဲ့လိုနှစ်သိမ့်ဆွေးနွေးမှုတွေကိုပေးတဲ့အခါမှာအချိန်တစ်ခုရောက်သွားလို့ရှိရင်တို့ကခုနကပြောတဲ့ shock denial ပြီးတော့ pre contemplation ဆိုတာကပါလဲဆိုတော့ ဒါတို့ပြန်သူတို့တို့ process တွေမှာဒါတို့ process လုပ်တာ။ဒါ process လုပ်ပြီးချိန်မှတော့ဒါလေးကအဲ့လိုအဲ့ process လုပ်တဲ့အချိန်ရတယ်အချိန်တစ်ခုကြာအဲ့ချိန်မှာ over year လေးဖြစ်နေတယ်အဲ့ချိန်မှာပူဆွေးတော့ကလေးရောက်နေဦးမယ်အဲ့ချိန်မှာမစားနိုင်တော့နိုင်လေးဖြစ်နေဦးမယ်။အဲ့ဒါလေးကိုလည်းပတ်ဝန်းကျင်ကတည်ပြီးတော့ကူညီဆောင်မှမူလေးနဲ့တိတ်ဆွေးနွေးမှုတွေလုပ်ပြရမယ်။သူတို့ကူလန်ကိုသူတို့ကလည်းအနေနဲ့ဆက်သွယ်ရေးလုပ်ပြ connected ဖြစ်နေသူတို့ကိုဆက်သွယ်ရေးနဲ့လုပ်ပြရမယ်။ သူနဲ့စကားလေးတွေပြောပြနေတယ်အပေါ်ဝင်နေရလို့ကျွန်တော်တခါလေးတွေ့လို့ပြောသွားတယ်ဘာလို့လဲအစင်တိုင်းကအရေးကြီးလို့ဒါကပေါ်ဝင်နေရတဲ့တွေကသိရှိနားလည်ပြီးတော့သူတို့ကိုပြည်လူရှိမှထားရတယ်ခရင်းတစ်ဆိုင်လေးနဲ့နေတဲ့ခြေတဲ့ဆွေးနွေးမှုလေးတွေကိုတုံ့ပြန်တယ်ဒီအခြေတစ်ခုနဲ့ဒါက process ဖြစ်သွားပြီးတဲ့အခြေကြတော့မှဒါဒါကိုသူတို့ accept လုပ်လိုက်ဒါဆုံးသွားပြီဆိုတော့သူတို့လက်ခံလိုက်တယ်ဖြစ်စဉ်တွေ process မလုပ်နိုင်ပဲတယ် ်ချိန်ရက်သွားသူတို့မလုတ်သွားနိုင်နိုင်နဲ့စိတ်တိုင်ဟာကြီးကြီးကြံခဲ့ပြီးတော့အဲ့ဒီအနေမှာစိတ်ပိုင်းဆိုင်ရာရောဂါဖြစ်လာတယ် depression လို့ခေါ်တဲ့စိတ်ကြရောဂါ anxiety လို့ခေါ်တဲ့စိတ်ပူပန်ဆိုရင်ရောဂါအဲ့အဆိုးဆုံးကတော့ကိုယ်တိုင်းမျက်စိတ်ဒိဋ္ဌာနဲ့ trauma ပေါ့နော် trauma ကြီးတစ်ခုတရားကြီးကြီးတစ်ခုစိတ်ကြရာကြီးတစ်ခုကိုယ်တိုင်းမျက်စိနဲ့နေရတဲ့အကြောင်းပေါ့ post traumatic stress disorder အဲ့ trauma ဖြစ်ပြီးတာကိုပြီးခဲ့ လူစဉ်တည်းရဲ့အတိုင်းအတာဖြစ်တယ်နဲ့အိတ်တိုင်းအိတ်တိုင်းအိမ်မက်ထဲမှာတာဖို့ပြန်ပြန်မှတ်နေတော့အခုဝုန်းစုကြားလိုက်တာနဲ့အဲ့အခြေကိုပြန်ရောက်သွားတယ်လို့ပြောခံစားရပြီးတော့ဘယ်နဲ့ပြောရဲစိတ်လိုအလုံးမင်းစုရဲ့လာမှုတွေအလုံးမင်းကြောက်ရမှုတွေဒါတွေလည်းခံစားရရအဲ့ဒီအခြေအနေမျိုးဆိုရင်တော့ပြင်ကြတော့ဗန်ဒီကျမ်းမာရေးစောင့်ရှောက်မှုအကူအညီတွေယူတဲ့နဲ့ယူဖို့လေသူတို့ရဲ့ပအဝင်ရင်က ်ဘေးဆွေတွေကတိုက်တွန်းတယ်နဲ့ဆက်သွယ်ပေးတယ်နဲ့ဟုတ်ဆရာရေအခုလိုမျိုးဒီစိတ်ပိုင်းဆိုင်ရာထိခိုက်မှုခံစားရတဲ့သူတွေကိုပေါ့နော်ပြန်ပြီးကူစားမယ်ကူစားမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်ပေးသင့်လဲဆရာဟုတ်ဒီမိသူဟိုစိတ်ခံစားနေရတဲ့ပြည်သူလူထုပြည်သူလူထုဒီဒီဒီလူတွေအားလုံးကိုသူတို့ရဲ့မိတ်ဆွေအပေါင်းအသင်းပိုင်းပိုင်းဝန်ဆွေမျိုးတွေကနဲ့တိတ်ဆွေးနွေးမှုတွေလုပ်ပေးပါဒုတိယတစ်ခုကတော့စိတ် ဖြစ်စီမှုကနောက်ကဲသွားပြီးတော့စိတ်ယောဂဝေဒနာတွေမနက်ကတွေ့နေရပြီစိတ်ကြယောဂတွေတွေ့နေရပြီအလောမင်းဆိုရင်ဒီမှာကြောက်ရမှုတွေကိုတွေ့နေရပြီ post traumatic တွေတွေ့နေရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ delicate မှာတစ်ဆင့်အထူးကုစိတ်ယောဂအထူးကုဆောင်နေကိုဆက်သွယ်ပြီးတော့ဥဒါမှုကိုဉာဏ်ခံယူစေခြင်းနဲ့အများလုံးချိန်ဆက်ပေးစေခြင်းနဲ့အဲ့ဒီမှာမှကျွန်တော်တို့ NUG MOH ကလည်းကျွန်တော်တို့ delicate မှာဆိုပြီးတော့ page ကတော့တန်းတည်ပြီးလာပါတော့အဲ့ဒီ page ကနေပြီးတော့ကျွန်တော်တို့ဒီနှစ်သိမ့်ဆွေးနွေးပေးတဲ့ zero subject campaign telegram channel ရကို24နာရီဖွင့်ထားပြီးအဲ့ဒါလေးတွေမှာလာပြီးတော့တို့တွေဆွေးနွေးစေခြင်းတယ်သူတို့ရဲ့မိသားစုဝင်တွေသူတို့ကိုစားအားဆွေးနွေးပြီးတော့ပြန်ပြောပြရတယ်လည်းတုံ့ပြန်စေခြင်းကြောက်စိမ်းလောက်ကန်သူတွေများတဲ့မန္တလေးမှာငလင်လောက်ခတ်ပြန်တော့ကြောက်စိမ်းဈေးကွက်ရပ်ဆိုင်ထားတယ်လို့ကြောက်ကုန်တွေကပြောပါတယ် ။နလင်းလောက်ခတ်ပြီးတဲ့နောက်ခုရက်ပိုင်းတွင်ကြောက်ဝိုင်းလောက်ဖွင့်သူတွေပွဲစားတချို့ရှိခဲ့ပေမဲ့ဘာမှလုပ်လို့မရဘူးလို့ကြောက်မျက်နှာလုပ်ငန်းရှင်တူကပြောပါရယ်။ကုန်းကြောက်ကုန်တဲ့တချို့နဲ့ပွဲစားတချို့ကြောက်ဝိုင်းလောက်ဖွင့်ပေမဲ့ကုန်တွေတွေကမလာရဲတာကြောင့်ဘယ်သူမှအယောင်ဝယ်မလုပ်ရဲကြဘူးလို့ဆိုပါရယ်။လက်ရှိကာလမှာလည်းလူချင်းသူတွေနဲ့ချောင်းနေတဲ့သူတွေရှိတဲ့အတွက်ကုန်တဲ့တချို့ကြောက်လန့်ပြီးကြောက်ဝိုင်းနဲ့မခင်းရဲကြသလိုအယောင်းဝယ်လည်းမလုပ်ရဲကြဘူးလို့ကြောက်သမားတအူးကပြောပါရယ် ဒါပြင်ဟိုတယ်တွေမှာလာနေချီ9ရက်နေတဲ့ဆယ်နဲ့ချီတဲ့တရုတ်ပြည်ကလာတဲ့ကြောက်ကုန်တွေတချို့လဲငလင်နဲ့ပါသွားတာကြားသိရတယ်လို့ကြောက်ဝိုင်းနဲ့နီးဆက်သူကပြောပါတယ်။ငလင်လောက်ခတ်ပြီးတဲ့နောက်ဖားကန့်ဘက်မှာလဲကြောက်စိမ့်ဈေးကွက်အင်းနေပြီးအရေးကြောက်ကလွှဲရင်တခြားကြောက်တွေဈေးကွက်မရှိဘူးလို့ဖားကန့်မှာကြောက်စိမ့်လုပ်ငန်းလုပ်ကိုင်နေသူတွေစီကနေတဆင့်သိရပါတယ်ရှင်။မန္တလေးမြို့ကငလင်ဘေးတင်သူတွေဟာပြည်ဦးလွေမြို့ဘက်ကို တိန့်ရှောင်နေထိုင်ကြလို့အိမ်ငှားကတွေဟိုတယ်နဲ့တဲခိုကန်းတွေအားလုံးဒီပါပြစ်နေပြီးငှားကဈေးနှုန်းတွေမှာလည်းသုံးစားလောက်မြင့်တက်နေပါတယ်ခွန်စောဦးသတင်းပေးပို့ထားပါတယ်ရှင်မန်လီတိုင်းမန်လီမြို့မှာနေထိုင်ကြတဲ့လူအများစုဟာငလင်ဘင်းနဲ့လွတ်ရာပြည်ဦးလင်မြို့ကိုအင်အားပြင်းငလင်ဆားလုပ်တဲ့မလ28ရက်နေ့နောက်ပိုင်းတည်းကရှေ့ပြောင်းနေထိုင်ကြပါတယ် ဒါကြောင့်ပြည်ဦးလင်းမြို့မှာရှိတဲ့ဟိုတယ်တွေတဲခုခန်းတွေနဲ့အိမ်ငှားတွေအလုံးကြီးပါပြည့်နေပြီးငှားခစည်းနှုတ်ဟာလည်းတုံးစားလောက်မြင့်တက်နေတာပါဒီပြုံးလင်းနဲ့မန်လေးကိုထိုင်ငယ်နဲ့တတ်ခဲ့ရလေအိမ်အလွတ်တွေလည်းမရှိတော့ဘူးဟိုတယ်တွေလည်းမရှိတော့ဘူးပြုံးလင်းကအတော်အိမ်မှာလာနေနေရရှင်မန်လေးမြို့နဲ့ပြုံးလင်းမြို့ဟာ50မိုင်နာကွာဝေးပါတယ်ဒါကြောင့်မန်လေးမြို့ကငွေကြေးချမ်းသာလူအများစုဟာ ယာရီဥရုကောင်းပြီးရှုခင်းတာယာလာတဲ့ပြည်ဝင်းလေမြို့မှာခြံဝယ်ပြီးအိမ်ဆောက်ထားကြတာများပါလေအခုလိုမန်းလေးမှာငလင်တင့်တော့ချမ်းသာတဲ့သူတွေဟာပြည်ဝင်းလေကအိမ်မှာတွားနေကြတာပါငွေချင်းမတတ်နိုင်တဲ့မိသားစုတွေဟာလည်းပြည်ဝင်းလေကနေဆက်ရဆွေမျိုးအိမ်တွေဖုန်ကြီးကြောင်းနေတဲ့အသီးမိတ်ဆွေအိမ်တွေမှာတဲခုနေကြပါလေဒါကြောင့်စားတောက်ကုန်ဈေးတွေတက်ပြီး တချို့စားတောက်ဆိုင်တွေဆို စားသုံးသူများလို့လောက်မအောင်မရောက်နိုင်တော့တဲ့အခြေအနေတွေဖြစ်နေတယ်လို့ဆိုပါတယ်။ ျင်းလေအိမ်ကားလို့မရဘူးပြီးလို့ရှိရင်အခုကန်းနေလဲအကုန်ပြည့်ရက်ကွက်တွေတည်းလဲပြည့်ပဲနားမှပြည့်အကုန်ပြည့်ပါတော့အခုလိုတိတိတဲ့အိမ်တွေမှာလာနေကြတာတွေရှိတယ်ချို့တွေကြလဲပတ်စံအများကြီးမရှိပေမဲ့လဲဖုန်းကြောင်ကိုတိတဲ့ဖုန်းကြောင်နေလာနေကြတာအိမ်လခတွေကတော့၃ဆလောက်တက်တာစားစရိတ်တွေလဲတက်တာထဲလောလောဆယ်ကတော့စားတောက်ဆိုင်ဆိုတော့မနက်စာကိုမရှိတာကောင်းကျမောက်ဆိုလဲမရဘူးခောက်ဆက်ဆိုလဲမရဘူးဘာမှမရှိငလင်ကြောင်မန်းလေးမြို့မှာ1239ရောက်အပါဝင်စကိုင်းတိုင်းမန်းလေးတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အတွင်းမှာလူဦးရေ3900တယောက် တည်ဆုံးခဲ့ပါတယ်။ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ9988ယောက်ရှိကပျောက်ဆုံးသူကတော့919ယောက်ရှိတယ်လို့ AP 3ရက်နေ့မြန်မာစံတော်ချိန်ည8:00နာရီအထိ DBB data တင်းကကောက်ယူစုဆောင်ထားတဲ့စာရင်းတွေမှာဖော်ပြထားပါတယ်။ကျွန်တော်ခွန်စော်ဦးပါ။အခုဆက်လက်ပြီးဒီကနေ့မနက်ပိုင်းရရှိထားတဲ့နောက်ဆုံးရသတင်းတစ်ပုဒ်ကိုတင်ဆက်သွားပါမယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့ကုလသမဂ္ဂရုံးရှိမှအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ဘင်းစတက်ဘန်ကောက်ခီးစဉ်ကိုကန့်ကွက်ဆန္ဒပြဖို့စီစဉ်တဲ့အဖွဲ့ကိုထိုင်းမျိုးသားရဲ့အဖွဲ့တွေကဒီကနေ့ဧပြီလ9ရက်နေ့မနက်7:00နာရီဝန်းကျင်မှာလာရောက်နှောက်ယှက်တိုက်ခိုက်တာခံခဲ့ရပါတယ်အဲ့ဒီဆန္ဒပြပွဲမစခင်မှာပဲဆန္ဒပြတပိတ်ကောင်းဆောင် Bright Future အဖွဲ့ဦးဆောင်သူကိုစုရက်ကိုထားရတဲ့ဖွဲ့ကဝင်ရောက်ထိမ့်သိမ်းကောက်ွယ်ခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ အဲ့ဒီဖြစ်စဉ်ကနေထွက်ပြေးလွမြောက်လာတဲ့အလုသမားရေးလှုပ်ရှားသူကိုကိုမောင်ကို DPP သတင်းတောက်ဆွဲသစ်ကတိုက်ရိုက်ဆက်သွယ်မေးမြန်းထားပါတယ်ရှင်ဟုတ်ကဲ့ကိုကြီးကျွန်တော် DPP ရပါခင်ဗျာဟုတ်ဒီနေ့ဖြစ်သွားတဲ့ပေါ်တော့မင်းအောင်လိုင်းလိုမရှိကြောင်းထိုင်းလူမျိုးတွေနဲ့ဆန္ဒပြပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ကိုဖြစ်သွားတဲ့အခြေအနေလေးပြောပြပေးပါအောင်ဗျာနေရာကတော့ဂျွန်ယုံရှိ ကျွန်တော်ဖြစ်တဲ့အချိန်ကတော့အဲ17နာရီလောက်ပေါ့ကျွန်တော်10နာရီခွဲလောက်ကျွန်တော်ရောက်ပြီးတော့17နာရီလောက်မှဆက်ဖြစ်တယ်အာဖြစ်သွားတဲ့အခါတော့ဒီလိုပြကျွန်တော်တို့ကရောက်ရောက်ပြီးချင်းဒီကောင်တွေကကျွန်တော်တို့ကိုဖြစ်ရနေချူဆောက်နေတယ်ရောက်ပြီးချင်းစူလာနဲ့ကျွန်တော်အတင်းဝင်ပြီးတော့ဖမ်းပြီးတော့ဂျင်ဘက်ကိုဆုတ်ကိုင်ပြီးသူတို့ကထိုးတယ်ထိုးတဲ့ခါကျတော့စူလာပြောတယ်ဘာလုပ်တာလဲမင်းတို့နဲ့မဆိုင်ဘူးဘာလို့ကိစ္စငါတို့လုပ်တာဆိုတော့အဲ့ဒါကိုအတင်းဝင်ပြီးတော့ကျွန်တော်တို့ကိုသူတို့ကနေပြီးတော့အတင်းဝင်ဖမ်းတာပေါ့ဖမ်းလည်းဖမ်းတဲ့အချိန်မှာစူလာကကိုမောင်ပြေးတော့ မနေနဲ့တော့ဆိုရင် तू ကပြောပြီးတော့ तू ကိုယ်တိုင်ကျွန်တော်ကရှင်းမယ်ဆို तू ကိုယ်တိုင် तू ကလည်းနောက်ဆုံးနောက်ဆုံးထွက်ပြီးအဲ့ဒါလိုက်ထိုးကြတာ तू ကလိုက်ထိုးကြတဲ့အချိန်မှာကျွန်တော်ကတော့အဒီကျွန်တော်ရဲ့တငယ်ချင်းခွန်မကုံတွေကအကိုမောင်နဲ့ကိုမောင်လွတ်အောင်ပြီးတော့တဲ့ဒီကောင်တွေရမှာမဟုတ်ဘူးဆိုအဲ့ကျွန်တော်လိုက်ပို့ပြီးတော့ကျွန်တော်ကတော့အပြင်ရောက်သွားတာပေါ့နော်အပြင်ရောက်သွားတဲ့အချိန်မှာကျွန်တော်ကတော့အပြင်လွတ်လာပြီးတော့အခါကျတော့ကျွန်တော်ကအခုသတင်းဆက်သွယ်လေးယူနေတာပါသူတို့နဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ကမြန်အောင်လိုင်းကိုဆန္ဒပြတာပါထိုင်းကိုဆန္ဒပြတာမဟုတ်ဘူးဗျာ ျွန်တော်တို့အဲ့လိုဖမ်းပိုင်ခွင့်ရှိလားပေါ့သူတို့နိုင်ငံအနေနဲ့ရောလုံးလုံးရလားပေါ့ကျွန်တော်တို့ကခွင့်ပြုချက်အပြည့်နဲ့ကျွန်တော်တို့သွယ်လုပ်တယ်ဗျာခွင့်ပြုချက်မရှိပဲကျွန်တော်လုပ်တာမဟုတ်ဘူးခွင့်ပြုချက်နဲ့သွားတဲ့ခါမှာအဲ့လိုမျိုးကြီးကျွန်တော်တို့အနိုင်ကျင့်တဲ့ပုံစံမျိုးလုပ်တာကြတော့ဖြစ်တင်လားပေါ့ဟုတ်ကဲ့အခုဒီဖမ်းဆီးခံသွားရတဲ့ဒီအကိုရောရဲ့အဖွဲခေါင်းဆောင်ဒီကိုဆူရာရှ်ရဲ့အခြေအနေရရောစိုးရင်ရလားဘယ်လိုအခြေအနေမှရှိလဲကိုဟုတ်အခုအချိန်ကြီးတော့ကျွန်တော်အဆက်အသွယ်လုပ်နေပါလားခင်ဗျာလုံးဝအဆက်အသွယ်မရသေးဘူးဒါပေမဲ့ကျွန်တော်ဘေးက တူတွေကတော့ကျွန်တော်ကွန်မတ်ကုန်ပြီးတော့ပုံစံတကကြာကွန်မတ်ကုန်ပြီးတော့ပြောတယ်အာကုမောင်းလည်းစိတ်မပူနဲ့ကုမောင်းနိုင်ဟိုလေလွတ်လွတ်ရကြည့်အောင်နေလိုက်ပါတဲ့ဆူလာကရှင်းလို့တက်တယ်ဆူလာကရှင်းစကားလည်းတက်ရှင်းစာလည်းတက်တော့သူအားလုံးကိုနားလဲပါတယ်ပေါ့နော်ဒီပြဿနာအေးဝါမှာပါတဲ့အဲ့လိုတော့ကျွန်တော်ကိုကြောင်းကြတယ်ခင်ဗျာဟုတ်ကဲ့အဖန်းစီခံသွားရတာကိုသူတယောက်ထဲလာတခြားဘသူတွေပါသေးလဲဘယ်နှယောက်လာဖန်းစီခံရတာလဲကိုဟုတ်အခုလောလောဆယ်တော့သူတယောက်ပဲခင်ဗျာကျွန်တော်စိတ်လာကလည်းဘယ်မှမရောက်သေးကျွန်တော်နဲ့သူနဲ့နှစ်ယောက်တည်းပဲရောက်သေးတာလေ ဖမ်းတာတော့ကျွန်တော်တို့နှစ်ယောက်ကိုပဲဖမ်းတာပေါ့ကျွန်တော်တို့လွတ်လာတာပေါ့သူ့ကတော့အသေးစားလိုက်ဖမ်းသွားတာပေါ့အခုဒီလိုမျိုးကိုတော့ UN ရုံးရှိမှာတွားရောက်ဆန္ဒပြမဲ့အခြေအနေနဲ့ပတ်သက်လို့ရောထိုင်းအနာပိုင်းတွေကိုဒီလိုတရားဝင်စတင်အတိပေးထားတာမျိုးခွင့်တောင်းထားတာမျိုးရောရှိလာကိုဟုတ်ဟုတ်ကဲ့ကျွန်တော်တို့ခွင့်တောင်းထားပါတယ်နေမြေကရေစကောင်းကိုကျွန်တော်ခွင့်ပြုခွင့်ပြုချက်ယူတော့မှကျွန်တော်တို့ဒီလိုခွင့်ပြုချက်ကနေ့လယ်၁၇နာရီရန်နေပြီးတော့ကျွန်တော်တို့အနေနဲ့ဒီ၁၇နာရီတို့ဒီ၂နာရီချိန်ပေးထားပါတယ် ဟုတ်ကဲ့အခုလောတရားဝင်ခွင့်ပြုထားရင်ထားရတာနဲ့ပေါ့နော်ဘာဘာကြောင့်လို့အကိုတို့ကိုဒီလိုမျိုးရုံးရင်းဆန်ခန့်နဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ရောအကိုတို့မျိုးထင်မြင်မိလဲဗျာဟုတ်ကျွန်တော်တို့ခေါ်ဆောင်သွားတယ်ဝင်ဖမ်းတဲ့ကိစ္စကတော့အဓိကကတော့သူတို့ကဘာလို့မလဲဟိုမင်းအွန်လိုင်းကိုထိလို့သူတို့မနာလို့လို့ကျွန်တော်တို့ဖမ်းတယ်လို့ပဲကျွန်တော်တို့ကယူဆတာပေါ့နော်အဲသူတို့နိုင်ငံကိုကျွန်တော်တို့ဆော်ကားတာမဟုတ်ဘူးလေဗျာကျွန်တော်တို့ကမင်းအွန်လိုင်းကိုစာနာပြတာလေဒါဆိုရင်တော့သူတို့လည်းမင်းအွန်လိုင်းဘက်ကနေပပြီးတော့ကျွန်တော်တို့အနိုင်ကျင့်တယ်လို့ပဲကျွန်တော်ယူဆတယ်ပေါ့ ဟုတ်ကဲ့ကိုဟုတ်အခုဒီပြီးခဲ့တဲ့ရက်ကဆိုရင်လည်းဒီအဲဒီမင်းအောင်လိုင်လာတဲ့ခီးစင်မှာပေါ့နော်အဲထိုင်းချောင်းသားကလည်းဆန္ဒပြတယ်ပြီးတော့မြန်မာနှစ်ယောက်ကလည်းဆန္ဒပြတယ်ဒီဆန္ဒပြတာကိုလည်းသူတို့ကလည်းမြန်မာနှစ်ယောက်ကဖမ်းဆီးခံရပြီးခုထိုင်းချောင်းသားတော့ပြန်လွတ်လာရပေါ့နော်မြန်မာနှစ်ယောက်ထဲမှာမှဒီကိုဖြိုးပိုင်နဲ့နိုင်နိုင်စိုးကိုဖမ်းဆီးထိန်းသိမ်းထားရလို့လည်းသိရတော့လေဒီပေါ်ရောကိုလိုအနေနဲ့ဗာမြန်ပြောချင်ပါလေဗျဟုတ်ကျွန်တော်တို့ကတော့အရန်ဝမ်းနေတယ်ဗျကျွန်တော်တို့မြန်မာပြည်သားတွေကို ဒီလိုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့မြန်မာပြည်သားအနိုင်ကျင့်နေတာကြတော့ကျွန်တော်တို့ကပြန်ဝန်းနေတာပေါ့ဟုတ်တော့အမှန်တရားပေါ်ထုတ်တာကျွန်တော်တို့ကဒီထိုင်းနိုင်ငံကိုကျွန်တော်တို့ဆော်ရတာမဟုတ်ဘူးထိုင်းနိုင်ငံကိုကျွန်တော်တို့က support ပေးတာပဲရှိတယ်ကျွန်တော်တို့အားလုံးကျွန်တော်ဗမာပြည်ကမြန်မာပြည်ကတက်လာတဲ့ချွေတော်လို့သမားတွေအားလုံးကလည်းအားလုံးကအခွန်ဆောင်ပြီးနေရတဲ့အချိန်မှာအခုလိုအနိုင်ကျင့်ပြီးလိုက်ဖမ်းတာကြတော့ကျွန်တော်တို့ကအရန်ဝန်းနေတယ်အကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဟိုမကောင်းတဲ့စနစ်စိုးကြီးကိုကောင်းလီကိုလုံနေတာတိတိကျွန်တော်တို့ဆန္ဒပြအောင်ထိုင်းနိုင်ငံကလက်လို့ရှုပြီးတော့ မင်း online ကိုဒီလိုမျိုးလက်ခံပြီးတခါပြောတဲ့ပြီးတော့ကျွန်တော်တို့မြန်မာပြည်သားတွေကိုဖမ်းတယ်ဆိုတော့ဒါကျွန်တော်ဘက်ကအရန်ဝန်နယ်လောက်အကြည့်တယ်ဒီပီပီရုပ်မြင့်တန်ကြားရဲ့နေ့လယ်နှစ်နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်စူးစားခဲ့ရတာပါနောက်ဆုံးရတဲ့သတင်းတွေကိုလည်းထပ်မံဖြည့်ဆွက်ပြီးတင်ဆက်ပေးပါအောင်မယ်ကျွန်မကတော့ဒီဂျူလိုင်မှာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်